ယူကရိန်းရဲ့သမ္မတဇယ်လန်စကီဟာယနေ့ဝါရှင်တန်မှာရှိနေပါတယ်။ဤဒီမှာသူအတွက်အလွန်ရည်ကြီးတဲ့ခီးစဉ်တစ်ခုဖြစ်တဲ့ယူကရိန်းမှာဆောင်ရည်မတမကြမီရောက်ရှိလာတော့မှဖြစ်ပြီးဤအချင်းဟာတိုးတက်မှုအချို့ပြုလုပ်ဖို့အတွက်အချိန်ဖြစ်တယ်။ဇယ်လန်စကီဟာကောင်းမွန်စွာပြင်ဆင်ထားပြီးသူရဲ့အကောင်းဆုံးဝတ်ဆောင်ရေးဝတ်ဆင်ကသူရဲ့တင်းစကားကိုပြင်ဆင်ထားပြီးယုံကြည်မှုအပြည့်ဖြင့်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ရုရှားမှာမမြင်ထားတဲ့အာအသင်းစာတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ဇယ်လန်စကီဟာ ဝါရှင်တန်တို့မရောက်ရှိမိမှာပဲရုရှားသမ္မတဗလာဒီမာပူတင်ဟာဒေါ်နယ်ထရန့်ထံဖုန်းခေါ်ဆိုခဲ့ပါတယ်။၎င်းတို့ကနှစ်နိုင်ခွဲနှီးပါစကားပြောခဲ့ကြပါတယ်။သူဖုန်းခေါ်ဆိုမှုပြီးတဲ့နောက်မှာအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။စိတ်ဓာတ်လေတံတဲ့အစီအစဉ်တွေဟာမော်စကိုဘက်ကိုဥတီလာခဲ့ပါတယ်။ထိုနေ့ဟာဇလန်စကီကိုအလုံးကအယုံဆိုင်နေရာမှာ စတင်ခဲ့ပါတယ်။ဒါပေမဲ့နေ့လယ်အကုန်မှာထရန့်က ူဟာပူတင်နဲ့မကြမီတွေ့ဆုံမယ်လို့ကြေညာခဲ့ပါတယ်။ဒါကိုသူဖုန်းဆိုခေါ်ဆိုမှုတွင်ဘာတွေတကယ်ဖြစ်ပျက်ခဲ့တယ်လဲ။ဤဒီမှာနောက်ခံအကြောင်းအရာဖြစ်ပါတယ်ထရန့်ကမကြသေးမီကရုရှားအပေါ်စစ်စစ်တီးခတ်မှုဆုံးရှုံးလာခဲ့တယ်။သူဟာပူတင်နဲ့ရခင်တွေ့ဆုံမှုဟာစစ်ပွဲကိုအဆုံးသတ်နိုင်မယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့နလားကြာသွားပြီးတဲ့နောက်မှာတိုးတက်မှုမရှိသေးတဲ့ဖြင့်ထရန့်ဟာစိတ်ပြက်လာခဲ့ပါတယ်။ ပရမဦးစွာသူဟာရုရှားထံမှယင်နန်ဆက်လက်ဝယ်ယူနေတဲ့နိုင်ငံတွေကိုအိန္ဒိယအပါအဝင်ဝေဖန်ခဲ့ပါတယ်။အဲဒီနောက်သူဟာရုရှားရဲ့ပိုင်ဆိုင်မှုတွေအကြောင်းအမေရိကန်ရဲ့ထောက်လှမ်းရေးအချက်အလက်တွေကိုမျှဝေခဲ့ပါတယ်။၎င်းဟာယူကရိန်းအားရုရှားရဲ့ယင်နန်စစ်ရုံတွေကိုတိုက်ခိုက်နိုင်စေခဲ့ပြီးရုရှားရဲ့ယင်နန်ထုတ်လုပ်မှုစွမ်းရည်ရဲ့၂၀ရာခိုင်နှုန်းနီးပါးပျက်စီးသွားခဲ့ပါတယ်။အဲဒီနောက်ထရန့်ကစစ်ကူတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။သူဟာယူကရိန်းသို့ တော်မဟုတ်ဒုံးကြီးတွေကိုရောင်းချဖို့အတွက်အကြံပြုခဲ့တယ်။၎င်းတို့ကအတန်မြန်နှုံးရဲ့80ကနုခန့်ဖြင့်ခရီးသွားနိုင်တဲ့မြန်ဆန်တဲ့ cruise ဒုံးကြီးတွေဖြစ်တယ်။၎င်းတို့ဟာအနေအမြင့်မှာပြန်တန်းပြီးတန်းစီရန်အလွန်ခက်ခဲပါတယ်။ဤဒုံးကြီးတွေက1600ကီလိုမီတာကျော်ပြန်တန်းနိုင်ပြီးယူကရိန်းမှာမော်စကိုကိုအလွယ်တကူရောက်ရှိနိုင်ပါတယ်။ဇလန်စကီကဤစစ်ကူကိုအလွန်ဝမ်းမြောက်ခဲ့ပါတယ်။သူဟာတော်မဟုတ်ဒုံးကြီး သဘောတူညီချက်ကိုအပြစ်တရန်ဝါရှင်တန်ကိုရောက်လာခဲ့ခြင်းဖြစ်တယ်။ဒါပေမဲ့သူရောက်ရှိမဲ့အချိန်မတိုင်မီပူတင်ကထရန်ထန်ဖုန်းခေါ်ဆိုခဲ့ပါတယ်။သူဖုန်းခေါ်ဆိုမှုပြီးတဲ့နောက်မှာထရန်ဟာသူ့ရဲ့စိတ်ကိုပြောင်းလဲခဲ့ပါတယ်။သူဟာယူကရိန်းသို့ဒုံးကျည်များပေးအားဖို့မတေချာတော့ပါဘူး။ထရန်ကဘလို့ပြောလဲဆိုတော့ကျွန်တော်တို့လည်းအမေရိကန်ပြည်တော်စုအတွက်တိုမာဟော့တွေလိုအပ်ပါတယ်။ကျွန်တော်တို့မှာများစွာရှိတော့လဲအလွန်များများကိုပေးအားလို့မရပါဘူး။၎င်းတို့ဟာ အလွန်ရည်ကြီးပြီးအကောင်းကြီးတိကျတဲ့လက်နေတွေဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့နိုင်ငံအတွက်လည်း၎င်းတို့ကိုလိုအပ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။သူကပူတင်နဲ့ဘုံခေါ်ဆိုမှုဟာ အလွန်ကောင်းမွန်တဲ့ဒီနေ့အကျိုးဖြစ်တွန်းသည်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။သူကမနက်ဖြန်တမရဇလန်စကီနဲ့တွေ့ဆုံပြီးသူခေါ်ဆိုမှုအကြောင်းပြောပြမယ်လို့ဆိုခဲ့ပါတယ်။ထပ်ဟာယခုအခါပူတင်နဲ့ထပ်မံတွေ့ဆုံမှာဖြစ်ပြီးဤအချိန်မှာဟန်ဂေရီရဲ့မြို့တော် ဘူဒါပက်စ်မှာဖြစ်ပါတယ်။ဤပညာရဟန်ဂေရီယာနေတိုးနိုင်ငံတစ်ခုဖြစ်တော်လဲ၎င်းကမကြာခဏကြားနေရန်ကြားနေဖို့အတွက်လှုပ်ဆောင်လေ့ရှိပါတယ်။၎င်းရဲ့ဝန်ကြီးချုပ်ဗစ်တာအော်ဘန်ဟာပူတင်ရဲ့ယဉ်နီတဲ့မိတ်ဆွေဖြစ်တယ်။အော်ဘန်ဟာထိတ်တိအစီအဝေးကို စီစဉ်နေပြီဖြစ်ပြီးဟန်ဂေရီဟာနေကြရရဲ့ကျွန်းတကျွန်းဖြစ်လာမှာလို့ဆိုပါတယ်။ဒီဒီမှာပူတင်အတွက်ကြီးမားတဲ့တင်ကြရဆိုင်ရာအောင်မြင်မှုတစ်ခုဖြစ်တဲ့အကြောင်းကတော့ဘူဒါပက်စ်ဟာဥက္ကဋ္ဌ ဥရောပသမဂ္ဂရဲ့တစိတပိုင်းဖြစ်ပြီးဥရောပသမဂ္ဂဟာစစ်ပွဲစတင်ချိန်မှာစ၍ပူတင်ကိုတီးခြားခွဲထုတ်ဖို့အတွက်စ조사ခဲ့ပါတယ်။ဒါပေမဲ့မကြာမီသူဟာအမေရိကန်သမ္မတနဲ့အဓိကတွေ့ဆုံမှုတစ်ခုအတွက်ဟန်ဂေရီမှာစ조사ခံမှာဖြစ်တယ်။တင်ဂေတာဆိုင်ရာရှူတောင်းမှာကြည့်မယ်ဆိုရင်ဤဒီမှာရုရှားအတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်။ဒါပေမဲ့မဟာပြူရာအရာများဟာရှင်းလင်းမှုမရှိသေးပါဘူး။ခရမလင်ဟာပူတင်နဲ့ထွန့်ရဲ့ ဘုံခေါ်ဆိုပြီးတဲ့နောက်မှာအပြုသဘောဆောင်ရွက်ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီးတမရနှဦးစလုံးဟာတွစ်ဆုံမှုအတွက်ဆန္ဒရှိကြတယ်လို့ဆိုပါတယ်။ခေါင်းဆောင်တွေတွစ်ဆုံမှုမတမ်းမီရုရှားနိုင်ငံရဲ့ဝန်ကြီးလာဘရော့စ်နဲ့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးရူဘေရိုတို့ဟာဆွေးနွေးမှုများပြုလုပ်မှာဖြစ်တဲ့၎င်းတို့ဟာဖရော့ဦးစာဖုံးဖြင့်ဆွေးနွေးမှာဖြစ်ပြီးထို့နောက်အသေးစိတ်ကိစ္စတွေကိုဆွေးနွေးရန်လူကိုယ်တိုင်တွစ်ဆုံမှာဖြစ်တယ်။သူတွစ်ဆုံမှုဟာနှစ်ပတ်ခန့်တောင်မှမဟုတ်အနိုင်ငယ်နောက်ကျပြီး ဖြစ်ပေါ်လာပါတယ်။နောက်ဖက်စလုံးက၎င်းကိုမချမီဖြစ်ပေါ်တင်တယ်လို့သဘောတူထားကြပါတယ်။ယနေ့ညရဲ့ထရန့်နဲ့ဇယ်လန်စကီအကြားတွေ့ဆုံမှုဟာအလွန်ရေးကြည့်ပါတယ်။ထရန့်ကဇယ်လန်စကီကိုဝါရှင်တန်မှာရှိတဲ့အင်ဖြူတော်မှာအက်ခံမှာဖြစ်တယ်။ဤဒီမှာ၎င်းတို့ရဲ့တူညီတဲ့နေရာမှာတတိယအကြိမ်မြောက်တွေ့ဆုံမှုဖြစ်တယ်။ပထမတွေ့ဆုံမှုကစစ်ထုံးမှုဖြင့်အဆုံးသတ်ခဲ့ပြီးဒုတိယတွေ့ဆုံမှုကအလွန်ဖော်ရွေခဲ့တယ်။အဲဒီချိန်တွင်ဘာဖြစ်မှာကိုကြည့်ရမှာဖြစ်တယ်။ ဇလန်စကီကစစ်ရေးထောက်ပံ့မှုပုံမတောင်းဆိုမှဖြစ်တဲ့သူကအထူးသဖြင့်တိုမာဟော့ဒုံးကြီးတွေအတွက်တွန်းအားပေးမှဖြစ်တယ်။ဒါပေမဲ့အားလုံးကထရန့်ရဲ့တုတ်ပြန်မှုကိုစောင့်ကြည့်နေကြမှာဖြစ်တယ်။ထရန့်ဟာသူကအောင်မြင်မှုများဆက်လက်ရရှိနေတယ်လို့ယုံကြည်နေပါတယ်။သူကအနောက်အာရှမှာအောင်မြင်သောငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးတစ်ခုပြီးစီးခဲ့ပြီးယူကရိန်းနဲ့ထိုအောင်မြင်မှုကိုဆက်လက်လိုလားပါတယ်။ဒါပေမဲ့ယူကရိန်းဟာမတူညီတဲ့အခြေအနေတစ်ခုဖြစ်တယ် ကာဇာမာထာဟာနှစ်ဖက်စလုံးပေါ်အော်ဒါလမ်းမမှုရှိခဲ့တယ်။သူကအစ္စရေးကိုတိုက်ရိုက်ဖိအားပေးနိုင်ခဲ့ပြီးဟာမတ်စ်ကိုသူရဲ့အာရဗ်မဟာမိတ်များမှတဆင့်ဖိအားပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းမှာထရန့်ဟာရုရှားအပေါ်အော်ဒါလမ်းမမှုအနှဲငယ်သာရှိပါတယ်။တခြားတစ်ဖက်မှာသူကယူကရိန်းအပေါ်အော်ဒါအာဏာကြီးမာတယ်။အဲဒါကြောင့်သူဟာဇလန်စကီအပေါ်ငင်းကြရေးသဘောတူညီချက်တစ်ခုကိုအတင်းအကျပ်လှုပ်ဆောင်ရန်ဆွဲဆောင်မှုရှိနိုင်ပါတယ်။ယခုအချိန်ထိ ်ထရန့်ဟာ၎င်းကိုလှုပ်ဆောင်ရန်ငြင်းဆန်ထားပါတယ်။ယနေ့ညမှာ၎င်းဟာပြောင်းလဲမလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်တယ်။